။တတာကတော့လိုချင်တာရတော့မျက်နှာကဆက်ပြပြကြီးဖြစ်နေတာပေါ့။တတာကတီရုပ်ကိုရကြတဲ့ကကစားလဲတတူ၊ရေချိုးလဲတတူ၊အိတ်လဲတတူနဲ့အယုတ်ကိုတငယ်ချင်းညီမတယောက်လိုသဘောထားခဲ့ပါတယ်။အားလုံးကတော့တတရရဖြစ်နေတော့မှာပဲ။ဒါပေမဲ့လည်းတညမှာတော့အယုတ်နဲ့ပတ်သက်ပြီးထူးဆန်းတာတွေကစတင်ဖြစ်လာပါတော့တယ်။အဲ့ဒါကတော့တတာအိတ်နေတုံညတကောင်လောက်အရောက်မှာလက်နိုးလာခဲ့တာပါ။သူနိုးလာတဲ့ခါမှာတော့သူ့ရဲ့ရုပ် OKGU ရုပ်က သူ့ကိုပြေးပြေးကြည့်နေတာဖြစ်ပြီးကြောက်စရာအပြုံးကျစ်တစ်ခုနဲ့အတူတတောက်ပြုံးပြနေခဲ့ပါတယ်။ဒါပေမဲ့တတားကဒါကိုအိမ်မက်တစ်ခုလိုပဲထင်နေပြီးပြန်အိတ်လိုက်ပါတယ်။ဒါပေမဲ့လည်းမနက်၃နာရီလောက်အရှောင်းမှာတော့တတားကအပေါ်ပါသွားချင်လာခဲ့ပြီးပြန်နိုးလာခဲ့ပါတယ်။ဆိုပေမဲ့သူ့ပေးမှထထားတဲ့အရုပ်ကပျောက်သွားခဲ့ပါတယ်။နှလုံးစဲတော့တတားကအရုပ်ကိုရှာဖို့တဲ့အပေါ်သွားဖို့ကပိုအေးကြီးနေတာမလို့အခဲနဲ့ကနေထွက်လာခဲ့လိုက်ပါတယ်။ဒါပေမဲ့ဧကန်းထဲမှာတော့ တတရဲ့မိကကျမ်းပြမှာလဲကြနေပြီသူ့ရဲ့အိုကီကူအယောက်မှာကတော့တောင်းတတောင်းမှာထိုင်နေခဲ့ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်တာကဘာကြောင့်မှသိချင်မသိခဲ့ပါဘူး။နောက်ရက်တွေမှာတော့တတကဒီဗီကြည့်နေခဲ့ပါတယ်။အဲ့ဒီလို TV ကြည့်နေတော့မှာပဲတတကြည့်နေတဲ့ဆက်လန်းကနေတခြားခရီးသားစီကိုသူ့ပါတာပြောင်းသွားခဲ့ပါတယ်။ဟမ်ဘလို့ဖြစ်တာလဲဟာ။ငါကြည့်နေတာဒါရင်မဟုတ်ပါဘူး။အဲ့ဒီလိုနဲ့တတလည်း TV လိုင်းပြောင်းဖို့ remote ကိုယူဖို့ကြည့်လိုက်တဲ့အခါမှာ အယုံမာကအဲ့ဒီရမုနာမှာရှိနေခဲ့ပါတယ်။ပြီးတော့အိုဂီကုအယုံမာကဂျပန်လူကြီးထတ်ထရှိပြီးမျက်လုံးပေါက်တွေထဲကလည်းတွေးတွေထွက်ကြလာခဲ့ပါတယ်။တကာကတော့အရင်ကကြောက်နေခဲ့တာပါ။အရင်ကြောက်လာတာမျိုးအတန်ပြေကြီးနဲ့ထောင်းအော်လိုက်မှပဲ။တတရဲ့အဖေနဲ့အမေလည်းတတနာအလော်တကြီးနဲ့ပြေးလာခဲ့ကြပါတယ်။အဖေအမေဒီအယုံမာကြီးလွန်ပြစ်လိုက်ပါတော့။ဒီအယုံမာကြီးကကြောက်စရာကြီးအမေရဲ့သမီးလက်လို့တေးရောမှာပဲ။တတရဲ့အဖေနဲ့အမေလည်းအဲ့ဒါကိုသဘောတူလိုက်ပါတယ်။ နောက်ထပ်ထူးဆန်းတာကတီရုံရဲ့စပင်ကသူတို့ယူလာတုန်းကထက်တဖြည်းဖြည်းပိုရှိလာတာဖြစ်ပါတယ်။ညတွင်ချင်းမဲ့တတားရဲ့အဖေကအယုံမကိုအမိုက်ပုံနာမှလွှင့်ပြစ်လိုက်ပါတယ်။